အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပတ်ပြပေးမှာကတော့ဆရာနဲ့နယ်ရေးသားတဲ့တကွေတော့တွေ့ကြုံပြီဆိုတဲ့ဝတ္ထုရဲ့အပိုင်း၁၄ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ တကွေတော်တွေ့ကြအောင်မည်အပိုင်း14သူတို့မိသားစုမန္တလေးတွင်ဆက်လက်နေထိုင်ရန် အထောက်အပံ့ပြုလာသောအချက်ကြီး၃ချက်လည်းရှိပေသေးသည်ပထမညို့ညို့အပြင်ပန်းအဖြစ်ကြည်လျင် အကြံမောင်းမြင့်မြင့်ကိုလုံးကိုယ်ရဲထွားထွားကြမ်းကြမ်းစိတ်ကြမ်းမှန်ကြမ်းနှင့်အရာမမိမသားကြီးတဦးဖြစ်တော်လဲအမှန်ညို့ညို့သည်စစ်ကြီးပြီးသောအခါတွင် အသက်၂၀ကျော်လွန်သော အပြိုရွယ်ကလေးတဦးသာဖြစ်ပေသည်နိုင်ငံရေးတိုက်ပွဲများနှင့်အကိုရေကြားတွင် ကြီးပြင်းလာရသဖြင့်အလှတပြင်းပြင်းမှန်တကြီးကြီးမရှိခဲ့တော့လဲသူမ၏ကိုခန္ဓာတနေရာတွင်ကမြစ်တာအင်အားစုများသည် အခိုင်အမာကက်ဆွဲလျက်ရှိလေသည် ပထမတော့ညိုညိုသည် သူမကိုသူမမြစ်တာသားကောင်ဖြစ်နေမှမသိခဲ့တို့ရတွင် သူမ၏မျက်စိထဲတွင်အညာသာသခင်မျက်လေးသည် တစထက်တစကြည်၍အချိုကျလာသည် သူ၏အပြောဆို အပြုမှုများကိုကျေနပ်နှစ်သက်လာသည်သူ၏အကြည့်သူ၏အပြုံများကို ကြည့်ရှုလာမိသည် နောက်ဆုံးတွင်တစ်ဖက်သားကပွင့်ပွင့်လင်းလင်းမြေတားစကားကန်းလန်းလာသောအခါတွင် သူမသည်ညင်ဆန်နိုင်စွမ်းမရှိတော့တကူလုံးပူရှိန်၍ညနာစီနေရနေသည့်ဈာမပင်ခေါင်းငိတ်လိုက်မိသည်သူတို့နှစ်ဦးသည် နှစ်ဖက်မိဘများ၏သဘောတူညီချက်အရအချင်းချင်း၍လက်ထပ်လိုက်ကြသည်တို့ဖြင့်ညွညိုသည်ထိမ်းမြမှုအရရွှေမန်းသူတူဦးဖြစ်သွားပြီးမန္တလေးမြို့မှာပင်ခင်မွန်းတဲ့နှင့်အတူတေတပန်တက်တဆုံနေထိုင်သွားရန်ဖြစ်တော်သည်ဤနေရာတွင်ဥထွန်ပေါ်နှင့်ဒေါ်ရွှေစင်တို့အတွက်ပြဿနာတစ်ခု ဖြစ်လာတော်သည် အကယ်၍သူတို့သည်တခင်လွန်နိုင်တို့မိသားစုနှင့်အတူညချင်းသားတို့လိုက်သွားခဲ့လျင်သူတို့၏စိတ်ထဲတွင် ကလေးတငယ်မလေးတဦးသားဟုယခုထက်တိုင်းထင်မြင်နေသောညို့ညို့ကိုဒစိမ့်တရံဆံများကြားတွင်တယောက်ထဲပြစ်ထားခဲ့ရပေမည်။ရှင်တို့မဟုတ်ညို့ညို့နှင့်အတူနေခဲ့ကြပြန်ရင်လေသူတို့မိသားစုသည်တရေစီ တမြေစီဖြစ်ကုန်ကြတော်မည်။ခြင်းကြောင့်သူတို့အားလုံးမန္တလေးတွင်ပဲနေထိုင်ကြတော့ရန်ဖြစ်ပေါ်လာသောပထမအကြောင်းဒုတိယထွေမြင်တခင်လွန်နိုင်သည့် အထူးအထွေစဉ်းစားမနေနိုင်တော့ပဲစစ်ကြီးပြေးရေးចောင်းများပြန်လဲဖွင့်လက်သည်နှင့်တပြိုင်နက်ထွေးမြင့်ကိုအစောဆုံးဖွင့်သောចောင်းတចောင်းတွင် အနှံလိုက်သည်ចောင်းစည်းရဲ့အတွက်သူတို့တွင် နောက်ဆုံးကြံရှိနေသော ရွှေတဲ့ပစ္စည်းဖြစ်သည့်မနှင်းဤနဂတ်ကို ရောင်းချလိုက်ရလေသည်အချိန်နေမှလာတော့သဖြင့်မြန်မာပြည်တပြည်လုံးရှိចောင်းများကိုအင်္ဂလိပ်အစိုးရကပိတ်လိုက်ရသောအချိန်တွင်ထွေးမြင့်သည်တတိယဒဏ်၌ပညာသင်ကြားလျက်ရှိသည် စာမေးပွဲကြီးအတွက်လုံလဝရိယကောင်းစွာနှင့်ကြိုတင်ပြင်ဆင်လျက်ရှိသည်တို့ရာတွင်ထွေးမြင့်သည်သူ၏တသက်တာတွင်တတိယတန်းစာမေးပွဲကိုညီသည့်ခါတွင်မြဖြေဆိုခြင်းမပြုရတော့ပေဂျပန်ခေတ်တွင်ညကြီးနာရှိစာသင်ကျောင်းများကိုပြန်လည်ဖွင့်လှစ်နိုင်ရန်တခင်လွန်နိုင်တို့ကစ조사တော်လဲတင် जा မည်ဆရာမရှိခြင်းကျောင်းသုံးပရိဘောဂများမရှိခြင်းမူလာတန်းကျောင်းအဆောက်အဦများကို ဂျပန်များသိမ်းပိုက်ထားခြင်းတို့ကြောင့်မအောင်မြင်ခဲ့ခြင်းထို့ဖြင့်ထွေးမြင့်နှင့်တကွအခြားစာတင်ကြရမည့်အရွယ်လူငယ်များအားလုံးသည်စစ်ပြေးဘဝဖြင့်စိတ်လေလူလွင်၍နေကြရတော်သည် အချို့သည်မိဘအလောက်ကန်ကိုကုညီလောက်ကန်၍အချို့သည်လမ်းတကားတွင်လည်၍တည်ခြင်းတိုင်းတည်ပေးခြင်းတိုင်းပေးနေကြတော်သည်ထွေးမြင့်မှာသူ့ဖခင်နှင့်သူ့ဦးလေးကိုကြည့်၍စစ်သားဖြစ်ခြင်းစိတ်သာပြင်းထန်လျက်ရှိတော်သည် သူသည်မြကျင်းနာမြို့တွင်ဖွင့်လှစ်သောဂျပန်ကျောင်းတွင်တက်ရောက်သင်ကြားခဲ့ရသဖြင့်ဂျပန်စကားကို ကောင်းစွာပြောတတ်ပြီးဂျပန်စာကို အထိုက်အလျောက်ရေးတတ်ဖတ်တတ်လေသည် သူသည်အိမ်မှလူချင်းများနှင့်အတူ လိုက်ပါ၍မနေရလျင် ခင်မင်ရင်းသည်သောဂျပန်များထံသို့တွားရောက်လဲပတ်၍တော်၎င်းတငယ်ချင်းများနှင့်စစ်တိုက်တန်းကစား၍တော်၎င်းအချိန်ကုန်စေခဲ့သည်စစ်ကြီးပြီးဆုံးသောအခါတွင်သူသည် အသက်12နှစ်73နှစ်ခန့်ဂျေကောင်ဝင်စားလူငယ်ကလေးဖြစ်ပြီးစွန်စားလိုစိတ်စစ်သားဖြစ်လိုစိတ်နိုင်ငံရေးစိတ်တို့ကိန်းအောင်ကရောင်ချာချာဖြစ်နေတော့သဖြင့်သူရှိရေးကို တွေးတော်ရင်ရှင်လေးမိတော်တခင်လွန်နိုင်သည်အလင်းအမြန်ကြောင်းထားပေးရလေတော်၏အလဟတ်တ်ကုံလွန်ခဲ့သောအချိန်များကိုကာမိစေရန်သူသားကိုပြင်စမတန်းတွင်ထားပေးရန်တခင်လွန်နိုင်ကသာ အကြောက်ကံပြောခဲ့တော်လဲ။ ထွေမြေအရေးချင်းကိုစစ်ဆေးကြည့်သောအခါဆရာကြီးက စတုထဒန်းတွင်သာအစမ်းလက်ခံထားလေသည် အကယ်၍စာမလိုက်နိုင်လျင်တတိယဒန်းသို့ပြန်ချရန်ဖြစ်လေသည်တကယ်တော့ထွေမြေအသက်ရွယ်နှင့်ဆိုလျင်အ ਨੇ ဆုံးစတ္ထမဒန်းသို့ရောက်ရှိတင့်နေလေပြီယခုတော့စတုထဒန်းကိုပင်အနိုင်နိုင်ရှင်းကြောင့်ဟိုမျိုးပြောင်းဒီမျိုးပြောင်းလုပ်နေခဲ့လျင်ထွေမြေပညာရေးသည်ပို၍ရင်မေးစရာဖြစ်လေသည် ၎င်းအပြင်ဖွင့်မြင့်စေတန်းအောင်မြင်သွားသောခါတွင်လည်းမြကြီးနာမှာဆိုလျင်တက္ကသိုလ်တို့တကုတကပို့နေရမည်ဖြစ်ပြီးမန္တလေးမြို့၌ဆိုလျင်ကအလွယ်တကူပင်ဆက်လက်တင် जा နိုင်ပေမည်မဟုတ်ပါလားထို့ဖြင့်သူတို့အားလုံးမန္တလေးတွင်ပင်နေကြတော့ရန်ဖြစ်ပေါ်လာသောဒုတိယအကြောင်းတတိယကိုမြင့်ခိုင်းသူသည်ဒုတိယကဘာစစ်ကြီးပြီးသွားသောအခါတွင်မန္တလေးမြို့သို့ရောက်ရှိလာလေသည် မန္တလေးမြို့မှာပင်နေထိုင်လေသည်တို့ရာတွင် တခင်လုံးနိုင်တို့နှင့် အတူတကွကားမဟုတ်ချေအကြောင်းမူသူသည်ကွန်မြူနစ်ဖြစ်နေပြီဖြစ်သောကြောင့်အချိန်ကဒုဗမာစီယုံတွင် အတူတူလောက်ကင်ခဲ့ကြသူများသည်တခါကဗြိတိရှနေချဲနှင့်ဖက်စစ်ဂျပန်တို့ကိုလက်တွဲတိုက်ခိုက်ခဲ့သူများသည်ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါတွင် အချို့ကကွန်မြူနစ်အချို့ကဆိုရှယ်လစ်အချို့ကပြည်သူရဲဘော်အချို့က တမတော်တွင်ဆက်လက်၍ကွန်မြင့်ခိုင်ကမူတောင်တောင်မြေကွန်မြူနတီဖြစ်နေတော်သည်ဇဲပေါ်မြင့်ခိုင်ဖြစ်နေတော်သည်ကွန်မြူနတီပါတီနှစ်ချမ်းကွဲသောအခါတွင် သူသည်ဗမာပြည်ကွန်မြူနတီပါတီဝင်အရက်သူအရက်သားတို့အခေါ်ရအလံဖြူသူ၏တာဝန်ရရက်မှာမန္တလေးခရိုင်ကောမဒီပြီးတော့တန်ဒီခေါင်းဆောင်ပြီးတော့အလုတ်သမားတမကအတွင်ရေမူပြီးတော့ပြီးတော့ ရှင်တို့ဖြင့်သူသည် ရွှေလုံးနှင့်ဂျာကိုစီဖြစ်နေတော်သည်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများတစ်နေ့တစ်ခြားပုံမပြင်းထန်လာသည်နှင့်အမျှသူသည် တာဝန်များပုံမများမြောင်၍လာလေတော်သည်သူသည် ပါတီရုံးတွင်နေထိုင်၍ပါတီမှပေးရသောတာဝန်များကိုသာ နေမားညမားထမ်းဆောင်လျက်ရှိလေသည်အဖေအမေ အကိုနှစ်မနှင့်သူသားများရှိရာသို့တလနေရေးတစ်ခေါက်မှန်မှန်မယောင် သူကိုတွေ့ခြင်း၍ပါတီရုံးတွင်တွားရောက်ရှာဖွေလင်းလဲမတွေ့သည်ကများလေသည်သို့ဖြင့်ကိုမြင့်ခိုင်နှင့်တခင်လုံးနိုင်တို့မိသားစုသည်တမျိုးတည်းတွင်နေထိုင်လျက်ရှိကြတော်လဲညနေချင်းမစုံနိုင်မိပဲရှိနေကြတော်သည်အိန္ဒိယတွင်အမေဆင့်သည် သာသမီ6ယောက်ရှိသည့်အနေကိုမြင့်ခိုင်ကိုအချက်ဆုံးဖြစ်ကြောင်းဖော်ပြရပေမည်ဦးကျော်ညွန့်ပြစ်လိုက်သောတနက်တန်ရာကြောင့်ကိုမြင့်ခိုင်ပုံအောင်စိတ်ကူနေရသောအချိန်က၎င်း ဂျပန်တက်လာပြီးနောက်အခြားသူများပြန်လာပြီးကိုမြင့်ခိုင် တော်တော်နှင့်ပြန်မြောက်သေးသည့်အချိန်က၎င်းဂျပန်ဒေါ်လန်ရေးအတွင်းခွဲခွာနေရစဉ်က၎င်းအမေဆင့်သည် အချက်ဆုံးသားအတွက်ညရည်နှင့်မျက်ခွက်ဖြစ်နေကြရသည်တို့ရတွင် ထိုစဉ်ကအမေဆင့်၏အဖိုသည် အခြားသောသားများအတွက်၎င်းခင်မွန်းသည်အတွက်၎င်းရောနှော၍တီးခြားမထင်ပေါ်ခဲ့တို့ရတွင် မလွဲမရှောင်သာမန္တလေးမြို့တွင် နေကြရသည့်အခိုက် စစ်မဖြစ်မီဗြိတိရှ်ခေတလျှောက်လုံးအမျိုးသားလွတ်မြောက်ရေးအတွက်ပါဝင်တိုက်ပွဲဝင်နေကြသောတာတုံယောက်နှင့်ခင်မွန်းတဲ့အတွက်စိတ်သောကရောက်ခဲ့ရခြင်းစင်ရင်ကြက်တဲခြင်းတို့ကို ခွဲဝေ ခံစားခဲ့ရခြင်းဇင်းနောက်ဂျပန်ခေတ်တွင်ကဘာစိတ်၏မူလဘူတဒုက္ခများအပြင်ကင်ပေတိုင်းများယံမှရှောင်ကွင်းနေရသောသားများအတွက်စရမအေးရပြန်ခြင်းဖက်စစ်တော်လန်၏ကာလတွင်သားတို့အတွက် နေစဉ်ဖះမှာဆူတောင်းနေရခြင်းရင်းနောက်တဖန်စစ်ကြီးပြီးသောအခါတွင်တရက်တရွာ၌ဟိုးအိမ်အတီတကြမရှိစားရမဲ့တောက်ရမဲ့ဘဝနှင့် နေစဉ်ကြောင်းကြနေရခြင်းယကြည်နာတွင်ကြံရစ်သောဒုတိယသားကိုမင်းသိန်းတို့မိသားစုတစ်ပြုံလုံးဘုံထဲပါသွားခြင်းဒေါ်လန်ရေးတွင်ရှေ့တန်းမှ ပါဝင်ခဲ့သောတတိယသားကိုအမ်မောင်တယောက်တိုက်ပွဲတွင်ကြာဆုံးသွားပြီဟုသောသတင်းကိုကြားရခြင်း တာဂျီကိုလိုနိုင်အားချူချာနာသည့်အဖြစ်ပြန်တွေ့ရခြင်းနှုတ်ထွက်သောတမိငယ်ကို ခွဲခွာရခြင်းတသက်လုံးအားထားခဲ့သောခင်မွန်တဲ့ဥထုံးပေါ်သည်ယခုအခါဒုက္ခိတတယောက်ဖြစ်နေခြင်းအဆရှိသော စိတ်မချမ်းမြေ့စရာများကိုစက်တိုက်ကြုံတွေ့ခံစားနေရသည့်အခိုက်တွင် အမေဆင့်သည်ကိုမြင့်ခိုင်၏မျက်နှာကိုမမှန်မတွေ့ရသည့်အတွက်ဆက်ဆက်လူနေတော်သည်တာဖြစ်သူအတွက်ရခင်အချိန်များကထက် ိုမို၍စိတ်ပူနေလေသည်အမေစင်စိတ်ထဲတွင် ကိုမြင့်ခိုင်သည်လည်းကိုအံ့မောင်းလိုပင်တိုက်ပွဲတွင် ကြဆုံသွားလိမ့်မည်ဟုထင်နေသည်သို့မဟုတ် ကိုလွန်နိုင်ကဲ့သို့အယိုးပိန်အယိုးကြောင့်ဖြစ် ပြန်လာလိမ့်မည်ဟု ယူဆနေပေသည်သို့ဖြစ်၍အမေစင်သည် သာဖြစ်သူအားတလတကြိမ်မှန်မှန်မတွေ့ရသည့်တိုင် သာဖြစ်သူရှိနေသောမန္တလေးမြို့မှ အခြားမြို့သို့ပြောင်းရွှေ့သွားရန်ကိုကား အကြောက်ကန်းညင်းဆန်လျက်ရှိလေသည်တို့ဖြင့်သူတို့အလုံးမန္တလေးတွင်ပဲနေကြရန်ဖြစ်ပေါ်လာသောတတိယအကြောင်းရင်းခြေကန်းအကြောင်းကြီး၃ရက်ပြင် အခြားသောအထောက်ပံ့ပြုသည့်အကြောင်း၁ရက်လည်းရှိကြသေးသည်၎င်းမှာဥထွန်ပေါ်တစ်ချိန်ကတပုံဌာနချုပ်တစ်ခုဟုနာမည်ကြီးနေသောလန်ဆွေးလူခြံကြီးပိုင်ရှင်ဖြစ်သောဥထွန်ပေါ်သည်ယခုအခါ ဒူလာတဲ့အဖိုးကြီးတူဖြစ်၍နေပေပြီးသူသည်မြကျင်းနာမြို့မှမျက်နှာပန်းမလှမပနှင့်ထွက်ခွာလာရကတည်းကအိယာတဲ့တွင်လဲကြေတော်သည်မန္တလေးမြို့တွင်နေထိုင်နေသည့်ဂျပန်ခေတ်နောက်ပိုင်းတစ်လျှောက်လုံးတွင်သူသည်ဘာတစ်ခုမှမမေရရလောက်ကင်နိုင်ခြင်းမရှိဘဲဆွေးမဖြစ်သူ၏မလောက်မငှလှုပ်ရှားကိုသာထိုင်၍စားခဲ့ရလေသည် အေယေဇင်ကာလတစ်လျှောက်လုံး တပင်တပန်းအညောင်းညာခံကလောက်ကင်ခဲ့ရသည့်ဓာတ်များသည်အသက်ရွယ်ကြီး၍ချွတ်ချုံကြသောအခါတွင်စုပြုံခံရလေတော့သည်သွေးအဆက်ဆက်များကျဆင်းလာခြင်းဖြင့်အခံရဆိုးလာသောဒူလာယောဂါသည်ငရှင်ချက်စားခြင်းမှတတူဖြွန်နှင့်ဘိမ့်ဖြူမျိုးသည့်အချိန်ဆေးမီတို့ပေါင်းစုံဖြင့်ကုစားခဲ့တော်လဲပျောက်ကင်းသည်မရှိဘဲတစ်နေ့တခြားဆိုးဝါး၍သာလာလေသည်နောက်ဆုံးတွင် ခင်မကန်ကြောင်းတိုက်မှာ ုံကြီးတစ်ပါး၏စိတ်သည်သူ၏ယောဂါကို အမြင့်မှနှုတ်မယူပြနိုင်နိုင်တော်လဲအတန်အသင့်ကတက်တာရာရရှိစေပါသည်။ရှင်ကြောင့်အမေဆင်တို့ကသူ့ယောဂါကိုမန္တလေးမှနေ၍ရင်းဖုံကြီးနှင့်ပင် ဆက်၍ကုသစေခြင်းသည်။ဥထုံးပေါ်ကိုနိုင်ကမူစေဝါကုသရေးတွင်ဆေးရမထက်တန်းလာပေ။ကုလိုလဲကုခြင်းရာတွင်ကုမကုလိုလဲရှိစေတော်။ သူတော့စင်စင်ရဲရဲနဲ့တေကာနေပြီဟုမှတ်ယူလျက်ရှိလေသည်အမှန်မတော့ဥထုံပေါ်သည်ကာယဒုက္ခထက်စိတ်သက်ပြပြခြင်းကသူအားပုံမောဖိစီးလျက်ရှိလေသည်ဂျပန်ခေတ်ကနောက်ပိုင်းတွင် သူ၏ပြိုင်ပတ်ကြီးဥဇော်ညွန့်ကခရိုင်ဝန်ဖြစ်ပြီးသူတို့ကကင်ပေတိုင်ရံမှ ပြေးနေရသည့်အတွက်အထူးပင်ဆေးရရောခဲ့ရသည်တို့ရတွင် သူ၏သားသုံးယောက်ပါဝင်လျက်ရှိသော ပစစ်စံချင်းရေးအင်အားစုကြီးကဂျပန်နှင့်အမျိုးသားသစ္စာပေါင်များတိုက်ထုတ်နိုင်လိမ့်မည်ဟုဂျုံဂျီချက်တော်တော်များများရှိနေသည်သဖြင့်ခံတာခဲ့ရသည်။တို့ရတွင်သူသားများပါဝင်ခဲ့သောမျိုးချစ်အင်အားစုတို့သည်ဂျပန်ကိုမောင်းထုတ်နိုင်ခဲ့တော်လဲအမျိုးသားသစ္စာပေါင်များကိုကမဖယ်ရှားနိုင်ခဲ့စေ။တို့ဖြစ်၍ပင်ဒုတိယကမ္ဘာစစ်ပြီးသောအခါတို့တို့အပေးတွင် အနှစ်တရာကျော်ကျွန်ပြုတ်လောက်ခဲ့သော အင်္ဂလိပ်သည် ြန်လည်ရောက်ရှိလာခဲ့၏အမျိုးသားသစ္စာဖောက်တို့မှလည်းတခင်ဟောင်းကိုပြေး၍ဒုဖက်ကြတော်၏ဥကြောင့်ညွန့်တယောက်မြဝကျွန်းကြီးမြို့တမြို့တွင် အရေးပိုင်ဖြစ်နေပြီဟူသောသတင်းကို ကြားရသောအခါ၌ဥထုံပေါ်သည်ဤသူနှင့်မျှစကားမပြောဘဲတက်တခေါက်ခေါက်ဖြစ်နေတော်၏၂ရက်၃ရက်ထမင်းမစာဟင်းမစာနှင့်မို့ယူများသွားပြီလားဟုအိန္ဒူအိန္ဒာများကပူပန်ခဲ့ကြရသည် တို့ရတွင်သူတို့သည်သူ့အဖြစ်ကို စာနာနိုင်ကြသည်သူတို့လည်းသူ့လိုပင်ထတ်တူထက်မြလောက်ခံစားနေကြရပေသည်မိမိတို့အမျိုးသားများအပေါ်နိုင်ထက်ကလူပြုနေသောနိုင်ငံသားသားကို အလုအကျွေးပြုနေသူများသည်တစ်နေ့တစ်ခြားယာရုစီစိန်တိုးတက်နေပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက်အသက်အိုးအိမ်စီစိန်ဆွန့်လွတ်၍တိုက်ပွဲဝင်နေကြသူများဘက်တွင်တစားထက်တစားကြက်တဲခြင်းမြောင်းလျက်ရှိတော်၏ အောင်ပွဲပန်းတိုင်းမတွေ့ရှိရပဲဒုက္ခရေစီးကြောင်းတွင်သာဒလဟောမျောပါနေရတော်သည်သူတို့မိသားစုအနေနဲ့ဆိုလျင်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးကြရသည့်အပြင်အမျိုးသားလွတ်မြောက်ရေးအတွက်နောက်မတွန့်ပဲပါဝင်ဆောင်ရွက်ခဲ့ကြသောတာကြီး၃ဦးအနက်အကြီးဆုံးတခင်လွန်နိုင်သည်စစ်နိုင်သူ၂ဦးဖြစ်ပါလျက်နှင့်ဂျူနာဒေဖြစ်လာရသည်စိတ်လက်ပြက်ပြားရသည် နိုင်ငံရေးဘက်ကလှည့်မကြည့်တော့ပဲ ူမိသားစုငပ်ပြတ်၍မတိကျေကြစေရန်ခြားရာအလုတ်ကိုလောက်ကင်နေရတော်သည်။တစ်ချိန်ကအစိတ်အတော့ပြင်းထန်လာသော စိတ်ဓာတ်များသည်ယခုအခါပြောင်းညံလျက်ရှိပေပြီ။နေချက်ကျေးစားစစ်တက်ထဲသို့ဝင်ရပါမည်ကောင်းလားဟုဖဲ့ကျင်းထားသောညီငယ်ကိုရဲနောင်အမေရိကန်ဇကားဖြင့်အလေရောက်ရှိလာရာတွင်ဦးထွန်းဘော်ကဇကားမပြောဘဲနေခဲ့တော်လဲသူကမူတိတ်တဆိတ်ငွေတရားချေငှခဲ့လေသည် ကိုရံမောင်ကအကျိုးပေါ်အရင်တင်လျက်နှင့်ပင်ပြန်မလာနိုင်တော့စေသူသည်အထက်မြမပြည်တနေရာတွင်ပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရသော တိုက်ပွဲတစ်ခု၌မထင်မရှားကြဆုံးရလေသည်စစ်ကြီးပီကာလာတန်ကြာမှပင်မထင်မရှားသောရဲဘော်ကလေးနှစ်ဦးသည်ကိုရံမောင်ကြဆုံးသည့်သတင်းကိုသူတို့ကိုလာ၍အကြောင်းကြားလေသည်ထို့ရဲဘော်ကလေးနှစ်ဦးသည်ကိုရံမောင်နှင့်အထူးပင်ခင်မင်ရင်းနှီးသူများဖြစ်ပြီး သူတို့လက်ပေါ်မှာပင်ဘိုးအံမောင်အသက်ပြောက်ခဲ့သည့်အလျောက်ဒေါ်လန်ရေးကြီးပြီးလင်ပြီးချင်းလာရောက်၍အကြောင်းကြားရန်ဖြစ်တော်လဲသူတို့နှုတ်ခမလူတက်မှုဓမြမှုတို့ဖြင့်ဗြိတိရှစစ်တပ်၏ဖန်ဆီးခြင်းကိုခံနေကြရလေသည်ခြင်းကြောင့်သူတို့သည် ကာလအတန်ကြာမှပင်ဘိုးအံမောင်၏တရင်ကိုဆောင်ကျင်းလာနိုင်တော်သည်စောစောပိုင်းကမူဥထုံဘော်တို့မိသားစုသည်ဘိုးအံမောင်၏တရင်ကို ဟိုမေးဒီမေးဖြင့်စုံစမ်းနေခဲ့ကြရသည်ဗိုလ်တင်နှင်းစင်ပြီးနောက်ဗမတ်တပ်မတော်တွင်တာဝန်ကျေပွန်စွာထမ်းဆောင်နေသောဗိုလ်အမောင်ပြန်လာကိုလက်တဆန့်ဆန့်ဖြင့်စောင့်မျှော်နေခဲ့ကြသည်ဗိုလ်အမောင်သည်ဗမတ်လွတ်လပ်ရေးတပ်မတော်ကိုဖျက်သိမ်းပြီးပြန်လည်ဖွဲ့စည်းသောဗမတ်လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်အမှုထမ်းရန်ယကြည်နာမှထွက်ခွာသွားပြီးနောက်သူမိသားစုနှင့်တွေ့ရှိရန်တစ်ခေါက်သာ လာရောက်ခဲ့လေသည် တို့ရာတွင်ဘိုးအမောင်သည်သူမိသားစုအကုန်စင်နှင့်က တွေ့ရှိမသွားရချေသူတက်မှခွင့်ယူ၍ပြန်လာသောချိန်တွင်ဦးထွန်းဘော်တို့သည်မန္တလေးသို့ရောက်ရှိကြပေပြီထို့ကြောင့်သူသည်မိဘနှစ်ပါးကိုကြောခွင့်ရရှိတော်လဲသူကိုသူညီများနှင့်ကတိုင်းရေးပြည်ရေးမဆွေနှွေးမနှီးနှော်ရတော်ချေတခင်လုံးနိုင်နှင့်ကိုမြင့်ခိုင်သည်ညီရောက်သို့ရောက်ရှိနေကြပေပြီ။ ဝမ်းမောင်သည်မန္တလေးတွင်၃ရက်သာမျှနေထိုင်သွားစဉ်တွင်ညီမငယ်ညွညူမကြီးမနှင်းကြီးတူမောင်ထွေးမြင်းတို့နှင့်သာအလာဘတလာဘကြောတော်ရလေသည် ခွင့်ရဲ့နေနေ၍တကြောင်အချိန်နေမကောင်း၍တကြောင်ညကြီးနာတို့ခီးမဆက်နိုင်သဖြင့်ကိုမင်းသိန်းတို့မိသားစုကိုလည်းနှုတ်မဆက်လိုက်ရခြင်းယခုတော်မူသူသည်ကြဆုံးလေပြီဖြစ်၏သူကြဆုံးသည့်အကြောင်းကိုဂျဲဘော်နှုတ်ဦးက ခြေကွဲဝန်းနေစွာပြန်ပြောလေ၏ကိုအမောင်ကိုတက်သားများကအဘေမြချစ်ခင်ပုံကိုအမောင်သည်စည်ရီးနိုင်ငံရေးတွင်အဘေမြကြွန့်ကျင်ပုံနောက်ဆုံးတိုက်ပွဲတွင်အဘေမြရဲရဲရင်ရင်တိုက်ခိုက်ပုံတို့ကို စီကာပတ်ကုံပြောကြလေသည် ထို့နောက်ဇေဘော်နှုတ်သည်ဘိုးအမောင်၏အိတ်ထဲမှရှိသောပစ္စည်းအချို့ကိုပေးအပ်ကြလေသည်ထို့ထဲတွင်အင်မတန်ချောမောလှပသော အမျိုးသမီးတဦး၏ တပ်ပုံတပုံပါရှိလေသည်ရှင်တပ်ပုံကိုမြင်တွေ့ရသောအခါတွင်လန့်ဆွေးလူမိသားစုသည်ပို၍စိတ်မကောင်းဖြစ်ကြရတော်သည်တပ်ပုံပိုင်ရှင်မျိုးသမီးသည်ဘဝမောင်၏ချစ်သူဖြစ်ကြောင်းသူတို့အားလုံးသိရှိပြီးဖြစ်ကြသည်ဘဝမောင်နှင့်ရှင်မျိုးသမီးသည်စစ်ကြီးပြီးသောအခါတွင်လက်ထက်ရန်မြကြီးနာမြို့တွင်စိတ်ဆက်ကြောင်းလန့်ပြီးဖြစ်လေသည်ရှင်မျိုးသမီးကစတေလာပင်ဖြစ်ချေသည် တို့ရတွင်ဘိုးအမောင်ကလန်ခူလက်တွင်ကြဆုံခဲ့ရရှာကြပြီအမျိုးသားလွတ်မြောက်ရေးညီနောင်၃ဦးအနက်စခုတိုင်းဇွဲနဘဲကြီးကြီးနှင့်တိုက်ပွဲဝင်နေသူကကိုမြင့်ခိုင်ပင်ဖြစ်လေသည်ကိုမြင့်ခိုင်အတွက်မိခင်ဖြစ်သူကဇတမေးရှိနေသလောက် ဖခင်ဖြစ်သူကမူတခုတည်းသောအာထာမျောလင်းချက်ပင်တို့ရတွင် သူသားသည် အမျိုးသားလွတ်မြောက်ရေးအတွက်ဆက်လက်လှုပ်ဆောင်နေရမှန်တော်လဲသူအင်မတန်ကြင်ညိုလေးစားသောဘုဇုံအောင်ဆန်းတို့နှင့်အတူတူမဟုတ်သည့်အတွက်မူကားဥထုံးပေါ်သည်တိတ်တဘောမကြခြင်းတို့ရတွင်ပြင်းပြင်းထန်ထန် ပြောဆိုကန့်ကွက်ခြင်းမပြုခြင်းသူသားသည် သူမှန်သည်ထင်သည့်အရာကိုရိုးရိုးသားသားလှုပ်ဆောင်နေခြင်းဖြစ်သည်ဟု ိတ်ချလက်ချယုံကြည်ထားလေသည် သို့တော်လည်း1948ခုနှစ်မြမပြည်လွတ်လပ်ရေးရရှိသောအခါတွင်သူသားတို့လူစုသည်တသည်တခြားပင်ဖြစ်နေကြပြန်သည်ကိုတွေ့ရှိရသောအခါတွင်ကဥထုံးပေါ်သည်ဤသို့မျှနားမလည်နိုင်တော်ချေမစင်စားတတ်တော်ချေသူတည်သည်မှာမြမပြည်လွတ်လပ်ဖို့ပင်ဖြစ်လေသည်လွတ်လပ်ရေးရသည်ဆိုလျှင်ကိစ္စအလုံးပြီးပြီဟုယူဆထားလေသည်သူတို့သည် ကိုတိုင်းပြည်ကိုအဆို၍ဝင်းဝင်ကြွကြွနေနိုင်ပြီဟုမှတ်ယူထားလေသည်။ကိုမြင့်ခိုင်တို့လူစုက ရှင်သူမဟုတ်သူမကြဘူးသောလူဒန်းစားတိုက်ပွဲအကြောင်းပြည်စီမဲ့အာနာရှင်စနစ်အကြောင်း ဆိုရှယ်လစ်နိုင်ငံတိဆောက်ရေးအကြောင်းတို့ကိုပြောဆိုလောက်ကင်လျက်ရှိကြသည်။တစားနှင့်တစားဥထုံးပေါ်နားလေသဘောပေါက်လာသည်မှာကိုမြင့်ခိုင်တို့လူစုသည်အင်မတန်ကောင်းမှပြတ်သားကြသူများဖြစ်ကြခြင်းပင်ဖြစ်သည်။ ုမြင့်ခိုင်သည်တိုက်ပွဲအတွေ့အကြုံများဖြင့်ရင်ကျက်လာသည်နှင့်အမျှစစ်ရေးနိုင်ငံရေးတို့တွင်သာ ပြတ်သားလာသည်မဟုတ် လူမှုဆက်ဆံရေးတွင်လည်းပြတ်သား၍လာလေသည်လူဒန်းစားအမြင်ဖြင့်ဆက်ဆံလာတတ်လေသည်ဥထုံးပေါ်သည်တားဖြစ်သူ၏နိုင်ငံရေးလှုံ့ဆော်ချက်များကို နားမလည်သဘောမကျလှတော့လေကောင်းမှပြတ်သားမှုကအထူးကျေနပ်ပီတိဖြစ်လျက်ရှိ သူနှစ်ခြိုက်ဆုံးက အခြေရေးနှင့်ပတ်သက်၍ ကိုမြင့်ခိုင်၏ကောင်းမပြတ်သားမှုပင်ရခင်ကဆိုလျင်တဖြစ်သူသည် အမျိုးသားလွတ်မြောက်ရေးအတွက်နေချက်ကိုဆန့်ကျင်တိုက်ခိုက်လျက်ရှိတော်လဲအမျိုးသားတစ္ဆပေါတဦးဖြစ်သောသူ၏ကပ္ပယံဥကြုံညွန့်၏တမိကိုတမတ်ချစ်ခင်နေခဲ့၏ဂျန်သူ၏တမိကိုညံ့နိုးနေခဲ့၏ရင်းကြောင်ပင်သူသားသည်နေချက်လူတော်ကြီးကြည်တင်ခဲ့ရ၏တို့ရတွင်သူသားသည်အင်္ဂလိပ်ပြေး၍ကိုယ်အလှဲ့သို့ရောက်ချိန်တွင် လက်စားချေရန်တတိမမူခဲ့ရင်းကြောင့်ကင်ပေတိုင်လက်တွင်သက်ဆင်းကြရပြန်သည်တို့ရတွင်ဤအချိန်တွင်လည်းသူသားသည် အမှတ်တဲခြင်းမရှိသေးခြင်းတစ္ဆပေါလောက်ကောင်တကောင်ကိုသာဓာဖြင့်တစ်ချက်တည်းထိုးခဲ့သည်ဥကြုံညွန့်ကသူသည်မိမျက်နှာကိုကြည့်၍ချမ်းသာပေခဲ့သည်ဂျင်းချောင်းပင် ရန်သူများသည်ယခုအခါနေချက်တစ္ဆာတော်ခံဖြစ်ခွင့်ရနေခြင်းပင်ဖြစ်တော်၏ ရှင်ချင်းကြမသူသားသည် ပြက်သား၍လာလေတော်သည်ကိုမြင့်ခိုင်သည်စစ်ကြီးပြီးသောအခါတွင် သူနှင့်ရင်ရင်မြအကြောင်းလဲပြီးပြီဟုယူဆထားပုံရသည် သူသည်ရင်ရင်မြအကြောင်းကိုတခွန်တပါရမျှလဲမပြောတော့ရှေတယောခါကချစ်သူကို တွေ့ဆုံရန်လဲအလျင်မကြိုးစားတော့မိမသားချစ်သူကစွန်းစွန်းဆာဆာလာရောက်ရှာဖွေသည်ကိုပင် သူကလက်ခံတွေ့ဆုံခြင်းမပြုခဲ့ချေ 1948ခုနှစ်တိုင်းပြည်ပြည်ပြည်ကြွေးကောက်ပွဲများချိန်လောက်ကဖြစ်သည်ဇေယျမြသည်ဇန်ကုန်မြို့မှအတော်2ဦးနှင့်အတူမန္တလေးမြို့သို့ရောက်လင်းရောက်ချင်းပင်ကိုမြင့်ခိုင်ကို ရှာဖွေခဲ့လေသည်ဦးထွန်းဘော်တို့အိမ်သို့မယမကရှာဖွေ၍လာရောက်ခဲ့သည်အခြေပိုင်တဦးဤတမီးဖြစ်ပါလျက်နှင့်ကွန်မြူနစ်ပါတီရုံးသို့သွားခဲ့သည်တို့ရတွင်ကိုမြင့်ခိုင်နှင့်က မတွေ့ရှိခဲ့ခြင်း ထိုချိန်ကကိုမြင့်ခိုင်သည်ရွေးကောက်ပွဲကိစ္စများနှင့်အလုံများရှုပ်လျက်ရှိလေသည်တို့ရတွင်ရှင်ရင်မြမန္တလေးရောက်နေသည့်အကြောင်းသူအားလိုက်လံရှာဖွေနေသည့်အကြောင်းကိုကဇဲပေါ်များကပြောပြ၍၎င်းသူအိမ်နှင့်ပါတီရုံးတွင်ရှင်ရင်မြရေးခဲ့သော စာခွေများရ၎င်းသိရှိရလေသည်ရှင်ရင်မြကသူမမြည်သည့်အိမ်တွင်တက်ခိုး၍မြည်သည့်အချိန်တွင်ရှိမည်လားတွေ့ပါဟုသော ချိန်ဆချက်ကိုလည်းရရှိလေသည်တို့ရတွင် သူမသွားခဲ့ရှင်အများဤစာများအလုံးကိုဆုတ်ချေ၍ပြစ်ခဲ့သည်ဇဲပေါ်များကဝိုင်းဝန်းမေးကြသည်ကိုညီတို့များမဝေဖန်မဖြေကြခဲ့သူအိမ်နှင့်ပါတီရုံးတို့ရှေးထွက်မတက်ရှင်ရများလာရောက်နေသည့်ဂျာမပင်ကိုမြင့်ခိုင်သည် စီယုံရေးဆင်းရန်မတရာကြေးရွာများသို့ထွက်သွားခဲ့လေသည်ရှင်အဖြစ်ကိုမျက်ဝါးထင်ထင်မြင်တွေ့ရသောအခါတွင် ဥထုံးပေါ်သည်လက်ခမောင်းခက်လေတော်သည် သူသား၏ပြက်သားကောင်းမမှုကို ပြော၍မဆုံးဂုံယူ၍မဆုံးရှိတော်သည်ရှင်ရင်မြသည်ညိုညိုနှင့်ထွေးမြင့်တို့၏အကူအညီဖြင့်အန်ဒလေးမျိုးတစ်မျိုးလုံးကိုပိုက်စိတ်တိုက်၍ရှာဖွေခဲ့တော်လဲမတွေ့ရှိသည့်အဆုံးတွင် နောက်ဆုံးတွင်ချစ်သူရှိသောမျိုးမှရဲ့ရဲဆက်လက်ဖြင့်ပြန်လည်ထွက်ခွာသွားရလေတော်သည်တို့ရာတွင်နာကြည့်ခြင်းမုန်တီးခြင်းဖြင့်ကမဟုတ်ချင်း ခြင်းကြောင့်ပင်ရင်ရင်မြသည်သူမချစ်သောကိုမြင့်ခိုင်ကိုနောက်တစ်နှစ်ခန့်ကြာတွင်ထပ်မံရှာဖွေရခြင်းဖြစ်တော်သည်ဒုတိယအကြိမ်တွင်က သူမသည်အတိတ်ထံဖြင့်ချစ်သူကို မတွေ့တွေ့အောင်ရှာဖွေလေတော်သည် သူမ၏မဆုံးမနစ်သောကြိုးပမ်းချက်ကြောင့်၅နှစ်နေပါမျှကွဲကွာနေခဲ့ရသောချစ်သူနှုတ်သည်တည်တင်းကမျှစုံစည်းတွေ့ဆုံကြရလေတော်သည်တို့ရတွင်သူတို့နှုတ်၏တွေ့ဆုံခြင်းက ပူပြင်းလာသည် ူတို့နှစ်ဦး၏အသက်နှလုံးများကို လောင်ကျွမ်းစေတော်သည်သူတို့နှစ်ဦးတွေ့ဆုံရာဒေသမှာတောင်သူလယ်သမားကွန်ရက်ကြီးကျင်းပရာဒေါ်လန်၏နေမြေတွင်ဖြစ်လေသည်ဇေယင်မြသည်တက်ကြွလှုပ်ရှားနေသောလူနှစ်သိန်းခန့်အလဲတွင်မျက်ရည်ဖြန်ဖြန်ကြခဲ့ရလေသည်ဇေယင်မြသည်ပြည်သူလူထုဘက်မှမရှိတော်လဲအရင်ရှင်အတိုင်းဝိုင်းတွင် ရှားပါလှသောမေတ္တာနှင့်တစ္ဆာဘတ်တော်သူကလေးတဦးကအမှန်ပင်ဖြစ်ခြေသည် သူမသည်သူမ၏အစဉ်တန်းနှင့်အတိုင်းဝိုင်းကိုအထင်ကြီးမမောခြင်းမရှိတော့လဲမိဘများကအထုပင်လေးစားကြည်ညိုလှသည်သူမကြောင့်မိဘများ စိတ်မချမ်းမသာရှိမည်ကိုစိုးရိမ်လှသည် မိဘများသဘောမတူသည့်အလုပ်ကိုဇွလုပ်လိုစိတ်မရှိခြင်းအခြားတစ်ဖက်တွင်လည်းကိုမြင့်ခိုင်၏နိုင်ငံရေးအယူအဆနှင့်လှုပ်ဆောင်ချက်များကိုနားလည်ထောက်ခံခြင်းမရှိတော့လဲလူအနေနှင့်က တဲတဲမဲမဲချစ်ခင်လျက်ရှိလေသည်ကိုမြင့်ခိုင်ဘော်တွင်ရုံယုံကြည်ကြည်မျက်နှိုးလျက်ရှိလေသည်ချင်းချောင်းပင် သူမသည်မိဘများ၏အလိုကိုဆန့်ကျင်၍ကိုမြင့်ခိုင်အားလက်ထက်ချင်းမပြုတ်နိုင်သလိုမိဘများ၏အလိုကြောင့်ကိုမြင့်ခိုင်ကိုဆွန့်ပစ်ကာအခြားသူတဦးတယောက်နှင့်လည်းမထိမ်းများနိုင်ခြင်းဖြစ်လေသည်သူမသည်မိဘများ၏မကြည်ပြူမှုကိုစွန့်မလုသလိုသူမ၏သဘောတူမှုကိုလည်း မိဘများကအနိုင်ထက်မလုံရန်ကိုတော့ပြောထားလေသည်သို့ဖြစ်၍သူတို့နှစ်ဦး၏မေတ္တာဆက်ဆံရေးသည် မွေမသေးတုံမချိုးဖြင့်နှစ်ပေါင်းများစွာရေစုံမျောခဲ့ကြရခြင်းဖြစ်သည်တို့ရတွင်ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါတွင်ကကွန်မြင့်ခိုင်ဘက်မှ ပြတ်သား၍လာလေသည်မိမသားတံမဲ့သူမကမန္တလေးလိုက်သွားသည်ကိုပင် သူကအတွေ့မခံဘဲနေခဲ့လေသည်ညီတို့ပင်ဖြစ်စေသူမ၏တသက်တာတွင် ယောက်ျားလေးတဦးကိုသာတေတပန်တက်တဆုံချစ်ခင်သွားမည်ဟု အတိတ်တံပြုထားသောရှင်ရင်မြသည် အာတင်လျက်ကိုမြင့်ခိုင်နှင့်အဆက်အသွယ်ရရန်နားလည်မှုရရန်မပြတ်ကြိုးစားခဲ့လေသည်မန္တလေးမှပြန်လာပြီးသည့်နောက်ပိုင်းတွင်ရှင်ရင်မြသည်ကိုမြင့်ခိုင်ထံသို့အချိန်တရာတိတိစာရေးခဲ့လေသည်တုံးရလျင် တစောင်းနှုတ်ခမ်းဖြစ်သည်တို့ရတွင်ကိုမြင့်ခိုင်ထံမှတစောင်းတလီမှပြန်ကြခြင်းမရှိခဲ့ သူမ၏စာများကိုညွညို့ထံမှတဆင့်ပေးပို့ခဲ့ခြင်းဖြစ်ရာကုမြင့်ခိုင်လက်တို့ကရောက်သည်အမှန်ဖြစ်၏ညွညို့ထံမှလည်းသူမ၏စာများကိုကုမြင့်ခိုင်ထံပေးလိုက်ကြောင်းပြန်စာများရရှိလေသည်ကုမြင့်ခိုင်ကသာသူမအပေါ်ခခတီတီပြုမူနေခြင်းဖြစ်ပေသည်သို့ဖြင့်ရင်ရင်မြသည်မန္တလေးမှပြန်လာပြီးနောက်တစ်နှစ်ခန့်ကြာတွင်ကုမြင့်ခိုင်နှင့်လူချင်းတွေ့ဆုံနိုင်ရန် ဒုတိယအကြိမ်ကျိုးပန်းပြောင်းခြင်းဖြစ်လေတော်သည်ချစ်သူတို့မျက်နှာချင်းဆိုင် ဆုံမိကြလျင်အဆဆရရာပြေလဲသွားလိုက်မည်ဟုမေတ္တာနှင့်တစ္ဆာဘတ်တော်သူကလေးက ယူဆလျက်ရှိလေသည်ရင်းချောင်းပင်ရင်ရမြသည်ကွန်မြူနစ်များ၏အခြေခံစခန်းသို့ဆွန့်ဆွန့်ဆာဆာသွားရောက်ခဲ့ခြင်းဖြစ်လေသည် နာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်း15ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ။